ဝမ်းသွားပြီးတိုင်းကြံနေတယ်လို့ခံစားရတာမကုံသေးတယ်လို့ခံစားနေရတာဟာဥမကြီးမှာအလုံးအဖုလေးတွေဖြစ်နေတဲ့သူတွေမှာကြုံတွေ့ရတတ်တဲ့လက္ခဏာများတဲ့ကတခုပါအဲ့လိုလူတွေမှာတခါတလေဝမ်းသွားတဲ့အခါသွေးတွေလည်းပါတတ်ပါတယ်ကျွန်တော်တို့စားလိုက်သမျှစားစာများကိုအစာချေစနစ်မှတဆင့်လိုအပ်တဲ့အာဟာရများကိုစုပ်ယူပြီးနောက်အစိတ်တောက်များမလိုအပ်တာများကိုဥမကြီးစီဆွန့်ထုတ်ပေးပါတယ်အသေးကြောက်ကတ်နဲ့အခြားကလေးစားများမှခန္ဓာကိုယ်အတွက်မလိုအပ်တဲ့အစိတ်တောက်တွေကိုလည်းခန္ဓာကိုယ်ပြင်ကိုဆွန့်ထုတ်နိုင်ဖို့ဥမကြီးစီကိုပဲပို့ပေးပါတယ် ဒါကြောင့်ဦးမကြီးဆိုတာခနာကိုအတွက်အစိတ်တောက်တွေစွန့်ပစ်ပစ္စည်းတွေကိုပဲတည်ပိုးထားရတဲ့လမ်းကြောင်းကြီးဖြစ်နေပါတယ်။ဝမ်းချုပ်တဲ့သူများဆိုရင်ကြာကြာတို့လောင်ထားရလို့ပိုဆိုးပါတယ်။အစိတ်တောက်များများတည်ရတာကြာလာတဲ့အခါဦးမကြီးလမ်းကြောင်းတစ်လျှောက်မှာအဖူးအကျိတ်အလုံးကြီးတွေချစ်လာပါတယ်။အတီးရွက်အစာနေပြီးအစိတ်တောက်ဖြစ်စေမဲ့အစာအစာတွေအသားတွေပိုစားများတဲ့သူတွေရဲ့ဦးမကြီးလမ်းကြောင်းဆိုရင်ပိုဖြစ်များပါတယ်။အဲ့ဒီအဖူးအလုံးကြီးတွေရှိနေတာကြောင့်ဝမ်းသွားပြီးရဲ့အခါဝမ်းကြံနေသေးတယ်လို့တခုခုကြံနေသေးတယ်လို့ခံစားရစေပါတယ်။ ဲ့ဒီအလုံးကျိတ်လေးတွေပေါက်ပြဲသွားတဲ့အခါမှာလဲတွေးထွက်တတ်ပါတယ်။ဒီဦးလန်းချောင်းပေါ်ကအဖို့အလုံးလေးတွေဟာအချိန်ကြာလာတဲ့အခါကင်ဆာကိုလည်းမျိုးပြောင်းသွားတတ်လို့အရေးကြီးပါတယ်။ဒါကြောင့်လက္ခဏာခန်းစားနေရတယ်ဆိုရင်အဖို့အလုံးလေးတွေမြ мян ပြောက်ဖို့စူးစမ်းသင့်ပါပြီ။ဦးမကြီးကိုတန်ရှင်းစေဖို့အတွက်နဲ့အဖို့အလုံးလေးတွေမြ мян ပြောက်သွားစေဖို့အတွက်ဆိုရင်အမြင့်တက်များတဲ့အစားအစာတွေကိုစားပေးတာနဲ့ကန်းစော်စီကိုတနေ့ကိုထမင်းစားဆုံးတစ်စုံစီအစာမစားခင်မှန်မှန်တောက်ပေးတာကအကောင်းဆုံးပါ။အမြင့်တက်များတဲ့အသီးအရွက်များဟာ ဦးလန်းချောင်းတစ်လျှောက်ကိုအမိုက်လဲပေးသလိုလဲချင်းပေးတာကြောင့်ဦးလန်းချောင်းကိုတန်ရှင်းစေတဲ့အပြင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေလည်းအများကြီးရစေပါတယ်။ကန်းစော်စီကိုမမှန်တောက်ပေးတာကတော့အစာအိမ်ဦးလန်းချောင်းနဲ့ကလီစာမှာဖြစ်နေတဲ့ဖြစ်တတ်တဲ့အဖူးအကျိတ်နာများကိုပျောက်အောင်မဖြစ်သေးရင်မဖြစ်အောင်ကာကွယ်ပေးနိုင်လို့ပါ။ဒီဗီဒီယိုလေးကဦးမကြီးခင်စာကိုကာကွယ်ခြင်းနဲ့မိဆွေတွေအတွက်နဲ့ဝမ်းကြံသလိုခံစားနေရတဲ့မိဆွေများအတွက်အကျိုးများကြီးရှိမယ်လို့ယုံကြည်ပါတယ်ဗျာ။မိဆွေရဲ့သူငယ်ချင်းများတည်အောင်လဲ ဒီပုံးကိုမျှဝေပေးဖို့တောင်းဆိုပါရစေ။အယောနောက်ကင်းစင်နဲ့ကန်းစော်စီစစ်ကိုဝယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံတဝမ်းအိမ်ရောက်ငွေချေနဲ့ပို့ဆောင်ပေးနေတာဖြစ်လို့အသေးစိတ်ကိုစာပို့ပြီးဖြစ်ဖြစ်ဖုန်းဒါမှမဟုတ်ဘိုင်ဘာကနေဖြစ်ဖြစ်မေးလို့ရပါတယ်။အားလုံးပဲစိတ်အီချမ်းသာခြင်းကိုယ်အီချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဗျာ။